ယူကရိန်းမှာစိတ်လှုပ်ရှားစရာလက်နက်တွေဆန်းသတ်နေပြီးဒါရီကအရာအလုံးကို ပြောင်းလဲပြစ်နေပါတယ်။ဒီဟာကစစ်ပွဲတစ်ခုတွင်မကဘဲအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကကမ္ဘာအကြီးဆုံးစစ်တပ်တွေထဲကတစ်ခုနဲ့အစမ်းရင်ဆိုင်ပြီးနောက်ဆုံးပေါ်ဒီပညာတွေကိုဖြန့်ကျက်နေတဲ့စစ်မြေပြင်တစ်ခုလည်းဖြစ်ပါတယ်။ဂျမ်းမာချက်ပြတွေကိုခံနိုင်ရရှိတဲ့အလိုလျောက်ထိန်းချုပ် drone တွေလေထဲမှာပြစ်မှတ်တွေကိုဖျက်ဆီးနိုင်တဲ့လေဆာအမြောက်တွေ၃မိနစ်တွင်ပြစ်ခတ်ရွှေ့ပြောင်းပြီးကိုယ်ရောင်ဖြောင်းနိုင်တဲ့နောက်မျိုးဆက်အမြောက်တွေနဲ့ အဆင့်မြင့်ခိုးဝင်ဘုံတွေအကြောင်းပဲဖြစ်ပါတယ်။ဒီလက်နက်တချို့ဟာစမ်းသက်ဆဲဖြစ်ပြီးတချို့ဆိုရင်တီရှိမှုကိုတော့အတိမပြုရသေးပါဘူး။အခုတော့ဒီလက်နက်တွေဟာတိုက်ပွဲတွေရောက်နေပြီဖြစ်ပါတယ်။ဆင့်မြင့်ပြင်ထောင်နိုင်ရေးမှာအန်အောပွဲရာအောင်မြင်မှုတစ်ခုဖြစ်တဲ့ SHEAI MG 35B Bat Drone ကကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယိုဂိုမြို့အခြေစိုက်အမေရိကန်အာကာသယာဉ်နဲ့ကာဝေးရေးကုမ္ပဏီ SHEAI ကဖန်တီးထားတာဖြစ်ပါတယ်။ ။ V-Bat drone တွေဟာမကြာသေးခင်ကမှစမ်းသစ်တီထွင်ထားတဲ့နည်းပညာဖြစ်ပြီး2021ခုနှစ်ဧပြီလမှာ American ရေတပ်ကစမ်းသက်ပုံစံဖန်တီးဖို့ရွေးချယ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းဒီ drone တွေကို Brazil, India, Caribbean နဲ့အရှေ့လယ်ပိုင်းဒေသတွေလိုနေရာတွေစီတင်ပို့ခဲ့ပါတယ်။ V-Bat drone ဟာ downlight ပုံစံအစင်းတက်လုပ်နိုင်တဲ့ VDOL drone ဖြစ်ပြီးလေယာဉ်ပြေးလည်မျိုးမလိုအပ်ပါဘူး။ဒီ drone မှာတခုတည်းသော engine နဲ့လေပြွန်တက်ဖန်တစ်ခုပါဝင်ပြီး တိကျတဲ့အစင်းတက်တွေအတွက်အသုံးပြုပါတယ်။ဒါအပြင်ဒီ drone ဟာရပ်တန့်ပြန်တမ်းမှုနဲ့အလျားလိုက်ပြန်တမ်းမှုကြားချက်ချင်းပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။ V-Bat drone ရဲ့အရှိဟာ6ဗီတောင်မန်ကျဲဟာ6.8ဗီရှိပြီး Satter TO288 နှစ်စလန်ဒါအင်ဂျင်နဲ့မောင်းနှင်တာဖြစ်ပါတယ်။ဒီအင်ဂျင်က drone ကိုအမြင့်ဆုံးတနာရီ56မိုင်နှုန်းနဲ့ပြန်တန်းနိုင်စီပြီး10နာရီအထိဆက်လက်ပြန်တန်းနိုင်ပါတယ်။ ဒါအပြင် drone ဟာပေ2000ထိအမြင့်ရှိရောက်ရောက်ရှိနိုင်ပြီးအလေးချိန်125ပေါင်ရှိပါတယ်။ဒါပေမဲ့ feedback drone ရဲ့ထူးခြားချက်ကတော့ software မှာပါ။ဒီ drone ဟာ CAI ရဲ့ပိုင်ဆိုင်တဲ့ HIF mine နဲ့ Vida နည်းပညာတွေနဲ့မောင်းနှင်ထားတာဖြစ်ပါတယ်။ဒီနည်းပညာတွေက drone တွေကို GPS အချက်ပြမှုတွေနဲ့ဆက်သွယ်ရေးတွေပိတ်ဆို့ခံရတာအနှောက်အယှက်ပေးခံရတာဒါမှမဟုတ် electronic စစ်ဆင်ရေးကြောင့် radio line short ချခံရတဲ့ပတ်ဝန်းကျင်မှာဆက်လက်လည်ပတ်နိုင်စေပါတယ်။ ပုံမှန်အားဖြင့်စစ်တပ်တွေဟာဒရုန်းဆက်သွယ်ရေးကိုနှောက်ယှက်ပေးပြီးဒရုန်းများစုကိုအသုံးဝင်အောင်လုပ်ဖို့ဂျမ်မာကရိယာတွေနဲ့အလားတူဆက်ပစ္စည်းတွေကိုအသုံးပြုကြပါတယ်။ Vbat ဒရုန်းတွေဟာ operator တွေနဲ့ဆက်သွယ်မှုမရှိတဲ့အခါမှာတောင်ဆက်လက်လည်ပတ်နိုင်ပြီး mission တွေကိုအချက်ပြမှုတွေအနှောက်ယှက်ဖြစ်နေရင်တောင်စောင့်ရွက်နိုင်ပါတယ်။ဒါဟာအလိုအလျောက်လည်ပတ်မှုနဲ့ကြိုတင်စီစဉ်ထားတဲ့ပြန်တမ်းမှုလမ်းကြောင်းတွေကြောင့်ဖြစ်ပါတယ်။ Vbat ဒရုန်းတွေမှာ AI နည်းပညာနဲ့ပြတ်မှတ်မှတ်မိမှုနဲ့ခွဲခြားသတ်မှတ်မှုစွမ်းရည်လည်းပါဝင်ပြီး ဒါကရန်သူနောက်တန်းမှာနက်ဆိုင်နဲ့ထောက်လန်းရင်းနဲ့စောင့်ကြည့်ရေးမရှင်တွေအတွက်အံ့ဩဖွယ်ကိရိယာတွေဖြစ်စေပါတယ်။ဒါကတော့ VBAT drone တွေကိုယူကရိန်းမှာအသုံးပြုပုံမှာ CAI ရဲ့တွဲဖက်တီထောင်သူ Brandon San ရဲ့သတင်းတွေအရ Defense One နဲ့ interview တစ်ခုမှာ San က VBAT drone တချို့ကိုယူကရိန်းထံပို့ဆောင်ပြီးထောက်လန်းရေးမရှင်တွေမှာဖြန့်ကျက်အသုံးပြုခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ပထမအုပ်ကို2024ခုနှစ်ဇွန်လမှာပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဆန်ကဒရုန်းရဲ့စွမ်းရည်တွေနဲ့ပတ်သက်ပြီးတန်တရားများစွာရှိခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ NATO ရော American ဘက်ကပါတန်တရားရှိသူတွေကဒီစမ်းသပ်မှုကအောင်မြင်မှာမဟုတ်ဘူးလို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့ VBAT ဒရုန်းတွေကတန်တရားရှိသူတွေမမှန်ကန်ကြောင်းတက်သေးပြခဲ့ပါတယ်။ပထမမစ်ရှင်မှာဒီဒရုန်းတွေဟာခက်ခဲတဲ့ပတ်ဝန်းကျင်တွေမှာပြန်တန်းနိုင်စွမ်းရှိပြီးဂျမ်မာဆက်တွေနဲ့နှီးကပ်တဲ့နေထားမှာတော့အနောက်ရှက်မရှိဘဲလေပတ်နိုင်ကြောင်းပြသခဲ့ပါတယ်။ဆန်က ကျွန်တော်တို့ဒီဂျမ်မာဆက်တွေနဲ့တထောင်မီတာအကွာမှာပြန်တန်းခဲ့ပြီးကျွန်တော်တို့ရဲ့ drone တွေမှာဘာမှထိခိုက်မှုမရှိခဲ့ပါဘူး။ဒါဟာအန်ဩပွဲအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနေ့ရဲ့ဩဂုတ်လမှာယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေက Dine Pro နီးအရေးပါတဲ့ထောင်လိုင်းရေးမစ်ရှင်တစ်ခုအတွက် V-BAT drone တွေကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ထိယူကရိန်းရဲ့ကိုပိုင်ထောင်လိုင်းရေး drone တွေဟာ Data Ring က Russia ဂျမ်မာဆက်တွေကြောင့်ထောင်လိုင်းရေးအချက်လက်တွေစုဆောင်းမှုထက်ခါတလဲလဲမအောင်မြင်ခဲ့ပါဘူး။ ယူကရိန်းတပ်ဖွဲ့တွေက VBAT drone တွေကပုံမအောင်မြင်နိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။သူတို့ရဲ့မျှော်လင့်ချက်ဟာမှန်ကန်ခဲ့ပါတယ်။ဆန်ရဲ့သတင်းပေးပို့ချက်အရ VBAT drone တွေဟာရှေ့တန်းကနေ40ကီလိုမီတာအကွာကနေလွှတ်တင်ခဲ့ပြီးရှေ့တန်းတပ်ဖွဲ့တွေထက်100ကီလိုမီတာကျော်ပြန်ကျော်လွန်ပြန်တန်းက SA11 မြေပြင်မှဝင်ဟင်ပစ်ဒုံးကြီးတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီ drone တွေကဒုံးကြီးတွေကိုပစ်မှတ်ထားပြီး HIMARS ဖြင့်ဖြတ်စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ VBAT drone တွေရဲ့ထောက်လန်းရေးစွမ်းအားနဲ့ခံနိုင်ရင်ကြောင့်အများအပြားအောင်မြင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းဟာတံပိုးမဖြတ်နိုင်တဲ့ထောက်လန်းရေးအချက်လက်စုဆောင်းမှုမစ်ရှင်တွေအတွက် VBAT drone တွေကိုဆက်လက်အသုံးပြုခဲ့ပြီးအလွန်ထင်ရှားတဲ့ရလဒ်တွေရရှိခဲ့ပါတယ်။ drone တွေဟာအရင်ကဘယ်တုန်းကမှမစုဆောင်းနိုင်ခဲ့တဲ့အချက်လက်တွေကိုစုဆောင်းနိုင်ခဲ့ပြီးဒါဟာ drone တွေရဲ့ခံနိုင်ရည်ရှိတဲ့ပြန်တမ်းမှုစွမ်းအားနဲ့အချိန်ကြာရှည်စောင့်ကြည့်နိုင်တဲ့စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ ဆန်ကယူကရိန်းရဲ့လက်ရှိလေယာဉ်တွေနဲ့စနစ်တွေဟာရန်သူတည်နေရာတွေကိုတကြိမ်လျင်၁၀ကနေ၁၅မိနစ်ခန့်သာစောင့်ကြည့်နိုင်ပါတယ်။ဒါ့ပြင် feedback drone တွေကတော့၁၀နာရီအထိရပ်တန့်ပြန်တမ်းပြီးထောက်လှမ်းနိုင်ပါတယ်။ဒါကအရေးကြီးတဲ့ထောက်လှမ်းရေးအချက်လက်တွေစုဆောင်းမှုပြစ်မှတ်တွေကို ခွဲခြားသတ်မှတ်ဖို့နဲ့တိုက်ခိုက်မှုတွေကိုစီစဉ်ဖို့အများကြီးပိုလွယ်ကူစေပါတယ်။ဒါဟာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခန့်မှာအလွန်အရေးကြီးပါတယ်။ဘာကြောင့်ဆိုရင်ယူကရိန်းမှာရုရှားတပ်ဖွဲ့တွေဘယ်နေရာမှာစုဝေးနေလဲ။ ဘဲလက်နဲ့တွေအသုံးပြုနေလဲဂျက်လေရင်တွေတင်ကားတွေတန်ချက်ကရင်တွေလိုအရာတွေကိုဘဲနာကိုရွှေ့ပြောင်းနေလဲဆိုတဲ့အချက်လက်တွေပုံများလီလီအနာဂတ်တိုက်ခိုက်မှုတွေကိုကာဝယ်ဖို့နဲ့ရန်သူရဲ့လှုပ်ရှားမှုတွေကိုကြိုတင်တားဆီးဖို့ပိုပြီးအဆင်သင့်ဖြစ်လေလေပဲဖြစ်ပါတယ်။ဒါ့ပြင်ယူကရိန်းကအနောက်မဟာမိတ်နိုင်ငံတွေကထောက်ပံ့ပေးတဲ့စိတ်လှုပ်ရှားစရာစမ်းသပ်လက်နက်တွေကနေအကျိုးအမြတ်ရရှိခဲ့တာဟာထောင်လန်းရင်တွေပဲတခုတည်းမှမဟုတ်ပါဘူး။ထိုးစစ်ဆင်ရမှာလဲယူကရိန်းတပ်ဖွဲ့ရဲ့လက်နက်တူလောင်ယုံဟာအမေရိကန်ကထောက်ပံ့ပေးတဲ့ 2CD 105 mm Hawk Eye မိုဘိုင်းအမြောက်စနစ်ထည့်သွင်းမှုနဲ့အားပြည့်ခဲ့ပါတယ်။ဒီအဆင့်မြင့်အမြောက်စနစ်ဟာစမ်းသပ်ဆဲအဆင့်မှာရှိနေသေးပေမဲ့2024ခုနှစ်ဧပြီလမှာယူကရိန်းကိုလျှို့ဝှက်ထောက်ပံ့ပေးခဲ့တယ်လို့ AM General Season Director Mike Evans ကဖော်ပြခဲ့ပါတယ်။ Mike Evans ကကျွန်တော်တို့မကြသေးခင်က105 mm စနစ်တစ်ခုကိုယူကရိန်းထံပို့ဆောင်ခဲ့ပြီးဧပြီလမှာပို့ဆောင်ကနှစ်ပတ်ကြာလေ့ကျင့်ပေးခဲ့ပါတယ်။ ဒီစနစ်ဟာတိုက်ပွဲတွေမှာပထမဆုံးပြောင်းပြန်လှန်စနစ်တွေကတစ်ခုဖြစ်အောင်ဒီဇိုင်းထုတ်ထားတာပြစ်မှတ်တွေပေါ်မှာစမ်းသပ်ဖို့တိုက်ပွဲတွေဝင်ရောက်နေတာလို့ပြောခဲ့ပါတယ်ဒီဇိုင်းနဲ့မြင်မာတဲ့သမတ်ချက်တွေရ Hawk Eye Mobile မြောက်ဟာ M20 အမြောက်တစ်လက်ကို High Mobility Multi Purpose Wheel Vehicle Heavy ပေါ်မှာတက်ဆင်ထားတာဖြစ်ပါတယ်ဒီအမြောက်မှာပြောင်းပြန်လှန်ဤပညာအပါအဝင်ဤပညာတိုးတက်မှုများစွာပါဝင်ပြီးဒါကပိုတည်ငိမ့်တဲ့ပြည့်ခတ်မှုနဲ့ ပြစ်ခတ်မှုတိုင်းမှာထူးခြားတဲ့တိကျမှုအဆင့်တွေကိုပေးစွမ်းပါတယ်။ဒါအပြင် Hawkeye အမြောက်ဟာဖြန့်ကျက်ဖို့အလိုမြန်ဆန်ပြီးရင်ရက်တံပြီးစက္ကန့်90တွင်ပြစ်ခတ်နိုင်စမ်းရှိပါတယ်။ပြစ်ခတ်နှုန်းအရ Hawkeye အမြောက်ဟာတမိနစ်မှာအများဆုံး၈ချက်အထိပြစ်ခတ်နိုင်ပြီးလိုအပ်သလိုတမိနစ်မှာ၃ချက်နှုန်းနဲ့တည်ငြိမ်တဲ့ဆက်လက်ပြစ်ခတ်နှုန်းကိုထိန်းထားနိုင်ပါတယ်။ M20 အမြောက်ဟာ105 mm ခဲယမ်းမီကြောင့်မျိုးစုံနဲ့တက်ဆင်နိုင်ပြီးစံချိန်မီခဲယမ်းတွေနဲ့ဆိုရင် 9မိုင်ကျော်အကွာအဝေးကပြစ်မှတ်တွေကိုပြစ်ခတ်နိုင်ပါတယ်။ဒါအပြင်ဒုံးကျည်ကူညီပေးတဲ့ခဲယမ်းတွေနဲ့တက်ဆင်နိုင်ပြီးအကွာအဝေးကို12မိုင်ကျော်အထိတိုးချဲ့နိုင်ပါတယ်။ထပ်မံပြီး155မီလီမီတာစမ်းသပ်ပုံစံတစ်ခုကိုလည်းစမ်းသပ်နေပြီးဒါကပုံမအားကောင်းတဲ့ပြစ်ခတ်စွာနဲ့ပုံမကောင်းမွန်တဲ့အကွာအဝေးကိုပိုင်ဆိုင်နိုင်ပါတယ်။ Heavy ရင်အတွက်တော့လက်ရှိစနစ်မှာ M1152 တကားနှစ်ပေါက်ပါကုန်တင် truck ကားကိုအသုံးပြုထားပြီးဒါကအမြောက်အတွက် mobile platform တစ်ခုကိုတင်ဆောင်ထားပါတယ်။ Hawkeye Mobile မြောက်စနစ်မှာမြင်းကောင်ရေ205အားရှိတဲ့ engine brake torque ခက်စနစ်ပါဝင်ပြီးအလေးချိန်ကတော့ပေါင်1400ကျော်ရှိပါတယ်။ဒီအချက်တွေအားလုံးက Hawkeye Mobile မြောက်ဟာယနေ့ကမ္ဘာပေါ်မှာအပေါ့ပါးဆုံးနဲ့အလှူရှားအသွားလာနိုင်ဆုံးကိုယ်တိုင်ရွေးရှားနိုင်တဲ့မြောက်ဖြစ်ပါတယ်။ဒီမြောက်ဟာကမ္ဘာပေါ်ကမြေသီးစစ်တွက်အတွက်မဆိုလျင်မြန်ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိတဲ့ထက်လောင်းဖြည့်ဆွမ်းမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ယူကရိန်းရဲ့လက်နက်သုံးလောင်းရုံမှာဒီအမြောက်ဟာတန်မိုးရှိတဲ့ကြိယာတစ်ခုဖြစ်ပြီးရုရှားရိရှေ့တန်းမှာယူကရိန်းပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်ဖို့အသုံးပြုတဲ့122မီလီမီတာအမြောက်12မျိုးတွေထက်တာလွန်ကောင်းပုံပါတယ်လက်တွေ့အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ဒီစနစ်တွေထဲကအ ਨੇ ဆုံးတစ်ခုကိုယူကရိန်းကိုပို့ဆောင်ပြီးတိုက်ပွဲမှာအသုံးပြုခဲ့တယ်ဆိုတာသိရပါတယ်ယူကရိန်းစစ်တပ်ကဒီအမြောက်ကိုဘလို့ဒါမှမဟုတ်ဘယ်နေရာမှာအသုံးပြုခဲ့တယ်ဆိုတဲ့တိကျတဲ့အချက်လက်ဒါမှမဟုတ်အစီရင်ခံစာတွေကိုထုတ်ဖော်မပြခဲ့ပါဘူး ဒါပေမဲ့ဒီအမြောက်ရဲ့လှုပ်ရှားသွားလာနိုင်မှုပြစ်ခတ်ဆွမ်းအားနဲ့ထိရောက်မှုတွေရဲ့ထိရောက်တဲ့ပေါင်းစပ်မှုဟာအသုံးဝင်မှုရှိတယ်ဆိုတာတေချာပေါက်တက်တည်ပြခဲ့ပါဗျ။အမေရိကန်ကလည်းဒီအချက်ကနေအကျိုးအမြတ်ရရှိပါတယ်။ဘာကြောင့်လဲဆိုရင် Hawk Eye စနစ်ဟာယူကရိန်းမှာဖြန့်ကျက်အသုံးပြုမှုကြောင့်ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်ပြီးစနစ်ထုတ်လုပ်သူတွေအတွက်အသုံးပြုနိုင်တဲ့တန်မိုးရှိတဲ့လက်တွေ့ကမ္ဘာ data တွေရှိလာပါတယ်။ ါကဟော့အိုင်းအမြောက်ကိုလာမယ့်လတွေနဲ့နှစ်တွေမှာပုံမိုထည့်သွင်းစဉ်းစားရမယ့်အင်အားတစ်ခုအဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ဟော့အိုင်းအမြောက်နဲ့အတူ American က Joint Direct Attack Munition Extended Range JDAM E ဟာဘုံတွေပုံစံနဲ့ပုံမိုအားကောင်းတဲ့ပြစ်ခတ်ဆွမ်းအားကိုလည်းထောက်ပံ့ပေးခဲ့ပါတယ်။ဒီဘုံတွေကယူကရိန်းရဲ့လေကြောင်းတပ်ဖွဲ့တွေကိုတိုက်တာတဲ့ထိုးစစ်ဆင်နိုင်မှုအဆင့်မြင့်တယ်မှုကိုပေးစွမ်းပါတယ်။ JDAM ဘုံတွေဟာအစ်စ်တော်မဟုတ်ပါဘူး။ GDM အစည်းအဝေးဟာဆယ်သုနှစ်ပေါင်းများစွာရှိနေခဲ့ပြီဖြစ်ပါတယ်။ဒီဘုံတွေရဲ့လိုအပ်ချက်ဟာပါရှန်ပင်လယ်ကွေ့စစ်ပွဲအလွန်မှာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ American Leader ကသူ့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေဟာထင်သလောက်ထိရောက်မှုဒါမှမဟုတ်ယုံကြည်စိတ်ချရမှုမရှိခဲ့ဘူးဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ဖုံဖုံ၊မီးခိုးမြူ၊မြူခိုးတွေနဲ့တိမ်ဖုံးလွှမ်းမှုလိုခက်ခဲတဲ့အခြေအနေတွေကြောင့်ဘုံများပြားဟာပြစ်မှတ်ကိုထိမှန်ဖို့မအောင်မြင်ခဲ့ပါဘူး။ ဒါကတိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်မှုစိန်ခေါ်မှုဖြစ်စေခဲ့ပါတယ်။ American leader ဟာအဲ့ဒီအချိန်ကဂျာတီဥတုမရွေးယုံကြည်စိတ်ချရပြီးထိရောက်တဲ့တိကျတဲ့ဘုံလိုမျိုးအသုံးပြုဖို့မရှိခဲ့ပါဘူး။ဒါကြောင့်1990ခုနှစ်များအစောပိုင်းမှာသူတေသနာနဲ့ဖွံ့ဖြိုးရေးဖွဲ့တွေကဂျာတီဥတုဆိုရတဲ့အခါတိကျတဲ့လမ်းညွန်ခဲရင်စနစ်တစ်ခုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူတို့ရဲ့ကြိုးပမ်းမှုရလဒ်ကတော့ JDAM ဖြစ်ပြီးဒါဟာလမ်းညွန်မထားတဲ့ဒါမှမဟုတ် အဲ့ဒီခေတ်ခေါ်ညံမဲ့ဘုံတွေကိုယာသည်ဥတုမရွေးတိကျတဲ့လမ်းညွန်ခန်းရဲခဲရန်တွေအဖြစ်ပြောင်းလဲပေးတဲ့လမ်းညွန်ကရိယာတစ်ခုဖြစ်ပါတယ် JDM ဘုံတွေမှာ GPS လက်ခံကရိယာတွေနဲ့ပေါင်းဆက်ထားတဲ့လှုပ်ရှားမှုလမ်းညွန် စနစ်တွေပါဝင်ပြီးဒါကဘုံတွေကိုတိတိတတ်တာပို့တိကျစေကယာသည်ဥတုဒါမှမဟုတ်ပတ်ဝန်းကျင်အခြေအနေတွေကိုဘလို့ပဲဖြစ်နေပါစေပြစ်မှတ်တွေကိုထိမှန်နိုင်သွမ်းရှိစေပါတယ်2024ခုနှစ်ဇန်နဝါရီလအထိ JDM ကရိယာပေါင်း9သိန်းကျော်ထုတ်လုပ်ခဲ့ပြီး JDM ဘုံတွေကိုမကြသေးခင်ကဆယ်စုနှစ်တွေအတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ၊ IRA စစ်ပွဲ၊ Syria နဲ့ Yemen အပါအဝင်ပဋိပက္ခများစွာမှာအသုံးပြုခဲ့ပါတယ်။ဒါ့အပြင် JDM ဘုံတွေဟာ Ukraine Russia ပဋိပက္ခမှာလည်းပေါ်ထွက်လာခဲ့ပါတယ်။ Ukraine ရဲ့ JDM ဘုံတွေဟာ JDM EA မျိုးကွဲတွေဖြစ်ပြီးမူလ JDM ဘုံတွေထက်အကွာအဝေးပိုရှိပါတယ်။တာမန် GDM ဘုံတွေရဲ့အများဆုံးအကွာအဝေးက15မိုင်ခန့်ဖြစ်ပြီး ် JDM ER ဘုံတွေကတော့အထူးတောင်ပန်ကရိယာတစ်ခုထပ်လောင်းတက်ဆင်ထားတာကြောင့်မိုင်90กว่าဝေးထိပြစ်မှတ်တွေကိုထိမှန်နိုင်ပါတယ်ဒီတောင်ပန်ကရိယာကဘုံတွေကိုပြန်သွားနိုင်စီပြီးပုံမှန်ထပ်ပေါ်ဝေးတဲ့กว่าဝေးကိုခီးသွားနိုင်စီပါတယ်ဒါအပြင်ယူကရိန်းရဲ့ JDM ER ဘုံတွေကိုယူကရိန်းလေယာဉ်တွေနဲ့လိုက်ရောညီထွေဖြစ်အောင်အထူးပြုပြင်ထားပြီးယူကရိန်းရဲ့လေကြောင်းတပ်ဖွဲ့တွေကိုတိကျတဲ့တိုက်ခိုက်မှုစံရီကိုပေးစွမ်းပါတယ်2022ခုနှစ်ဒီဇင်ဘာလမှာ JDM ER ဘုံတွေကိုအမေရိကန်ကဒေါ်လာ1.85ဘီလီယံတန်မိုးရှိလက်နက်ထုတ်ဝေမှုတစ်ခုရဲ့တစိ့တစ်ပိုင်းဖြစ်ယူကရိန်းထံပို့ဆောင်နေတယ်လို့ပထမဆုံးသတင်းထွက်ပေါ်ခဲ့ပါတယ်။ဒီလက်နက်ထုတ်ဝေမှုဟာရုရှားကျူးကျော်သူတွေကိုခုခံကွာကွာဖို့ယူကရိန်းကို ကူညီရန်ဖြစ်ပါတယ်။ပိုတိကြသာပြောရရင်ယူကရိန်းထံပို့ဆောင်ခဲ့တဲ့မူလ JDM ဘုံတွေဟာပေါင်904ချိန်ရှိတဲ့ GBU 62ဘုံတွေဖြစ်ပါတယ်။ စစ်ပွဲဆိုင်ရာသတင်းတွေအရဒီဘုံတွေကိုအကြိမ်ပေါင်းများစွာအသုံးပြုခဲ့တယ်ဆိုတာပြသခဲ့ပါတယ်။ပထမဆုံးမှတ်တမ်းတင်အသုံးပြုမှုကို2023ခုနှစ်ဧပြီလမှာဖော်ပြခဲ့ပြီးဒါက Backman မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့မြို့ရဲ့နယ်မြေတစ်ခုမှာအထက်မြင့်အဆောက်အုံတစ်ခုပေါ်ကိုပေါင်904ကျိန်ရှိတဲ့ JDM ဘုံလေးလုံးကို Ukraine MiG 29လေယာဉ်တွေကဖြစ်နိုင်ခြင်းပြစ်ချခဲ့ပါတယ်။ဒီအဆောက်အုံဟာရုရှားကျူးကျော်သူတွေကခန်းရံတဲ့ထောက်ပံ့ပစ္စည်းတွေတူလောင်မှု ဒါမှမဟုတ်မဟာဗျူဟာမြောက်တိုက်ခိုက်ရေးဒါမှမဟုတ်စောင့်ကြည့်ရေးနေရာဖြစ်အသုံးပြုနိုင်ခဲ့ပြီးချက်ချင်းဆိုသလိုအပြည့်အစည်းတွေဖြစ်ပြိုကျသွားခဲ့ပါတယ်။ဒါက JDM ဘုံတွေရဲ့မယုံနိုင်စရာစွမ်းအားကိုလည်းပြတ်တာခဲ့ပါတယ်။2024ခုနှစ်ဩဂုတ်လမှာယူကရိန်းလီဒါရဲ့တရားဝင် X အကောင့်ကဗီဒီယိုတစ်ခုမျှဝေခဲ့ပြီး JDM ER ဘုံတွေရဲ့လှုပ်ဆောင်ချက်ကိုပုံမကောင်းမွန်စွာမြင်တွေ့ခဲ့ရပါတယ်။ဗီဒီယိုမှာယူကရိန်း MiG-29 လေယာဉ်တစ်စင်းကရုရှားရဲ့ Kars ဒေသမှာ တရားဒဇင်းပေါ်ကို GPU 62 GDM ER ဘုံးတွေပြစ်ချလာကိုပြသထားပါတယ်။ဒီလုံဆောင်မှုကရုရှားတပ်ဖွဲ့တွေအတွက်အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကိုပိတ်ဆို့လိုက်ပြီးတရားပြန်လည်ပြုပြင်မပြီးမချင်းဒါမှမဟုတ်ပြန်လည်တိဆောက်မပြီးမချင်းအဲ့ဒီနေရာမှာတင်ကားတွေနဲ့ယင်တွေဖြတ်တန်းသွားလာမှုကိုတားဆီးခဲ့ပါတယ်။ဒါပေမဲ့မကြသေးငင်ကသတင်းတစ်ခုကဒီဇယ်လန်ကိုပုံမမမျောလင့်ထားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းလေတပ်က Su-27 Flanker ဂျက်လင်ယာဉ်တစ်စင်းက JDAM E ရဘုံနှလုံးပစ်ချခဲ့တဲ့ဗီဒီယိုဖိုင်ကိုမျှဝေခဲ့ပါတယ်။ဒီဘုံတွေဟာထူးခြားခဲ့ပြီးပုံမှန်ပေါင်904ချိန်ရှိတဲ့မျိုးကွဲတွေမဟုတ်ပါဘူး။အဲ့ဒီအစားဒီမှာအသုံးပြုထားတဲ့ဘုံတွေဟာနှစ်ဆပိုကြီးတဲ့ပေါင်1004ချိန်ရှိတဲ့ Mark 83ဘုံတွေဖြစ်ပါတယ်။အဲ့ဒီအချိန်ထိပေါင်1004ချိန်ရှိတဲ့ JDAM E ရဘုံတွေတည်ရှိနေတယ်ဆိုတာကိုကျွန်တော်တို့မသိခဲ့ပါဘူး။ အမေရိကန်စစ်တပ်ရောဘိုးအင်းလိုကန်ထရိုက်တာတွေကပါဒီလိုဘုံမျိုးကိုဘယ်တုန်းကမှဖော်ပြခဲ့ခြင်းမရှိပါဘူးတချို့သောကျွမ်းကျင်သူတွေကဒီဘုံတွေဟာယူကရိန်းမှာအသုံးပြုဖို့အထူးတလဲဖန်တီးထားတာဖြစ်တယ်လို့အကြံပြုထားပါတယ်ပေါင်900မျိုးခွဲတွေထက်အလေးချိန်နှစ်ဆရှိတဲ့ပေါင်1000 JDAM ER ဘုံတွေဟာပေါက်ကွဲဆန်းအားလဲနှစ်ဆခန့်ရှိပြီးလမ်းကြောင်းပေါ်ကမြည်သည့်ပြစ်မှတ်ကိုမဆိုကြီးမားတဲ့ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်ယူကရိန်းမှာဒီဘုံတွေဘယ်လောက်ထိရရှိထားတယ်ဆိုတာကျွန်တော်တို့မသိရပါဘူး ဒါပေမဲ့အနှဲငယ်သာရှိရင်တော့ဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခမှာအ धिक ထိုးနှက်မှုတွေပြုလုပ်ဖို့လုံလောက်နိုင်ပါတယ်။ဒီဘုံတွေဟာအကျိုးကျေးဇူးများတာကိုယူဆောင်လာပါတယ်။ပထမအချက်အနေနဲ့ဒီဘုံတွေဟာအီးယာဒါမှမဟုတ်အကွာဝေးတိုးချဲ့ထားတဲ့ဘုံတွေဖြစ်တာကြောင့်စေသူနှစ်များစွာမိုင်းကွာဝေးကပြစ်မှတ်တွေကိုထိမှန်နိုင်ပါတယ်။ဒါကြောင့်ယူကရိန်းရဲ့လေကြောင်းတပ်ဖွဲ့တွေဟာအရေးပါတဲ့ပြစ်မှတ်တွေကိုပိုဝေးတဲ့အကွာဝေးကနေတိုက်ခိုက်နိုင်စွမ်းရှိပြီး ရန်သူရဲ့ခက်ခဲတဲ့လေပိုင်နက်ကိုဖျက်ကျော်ရမှာကိုတိတ်မပူပန်ရသလိုရုရှားရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေကိုတံပြန်တိုက်ခိုက်ဖို့လည်းတိတ်မလို့အပ်ပါဘူးယူကရိန်းတပ်ဖွဲ့တွေက၎င်းတို့ရဲ့ဒုံးကျည်တွေကိုပုံမှုပေးကင်းတဲ့တီနီယာတွေကနေဖြန့်ကျက်နိုင်ပြီး JDM လမ်းညွန်စနစ်ကိုကြံတဲ့အလုပ်တွေလုပ်ခွင့်ပေးနိုင်ပါတယ်ဒုတိယအဓိကအကျိုးကျေးဇူးကတော့ပေါင်1400ကျင်ရှိတဲ့ဖောက်ခွဲရေးထိပ်ဖူးတစ်ခုစီမှာထည့်သွင်းထားတဲ့ဖြက်စည်းနိုင်စွမ်းအားပမာဏဖြစ်ပါတယ်ဒီရွယ်စားရှိဘုံတွေဟာရန်သူအဆောက်အအုံတွေကိုသာမကြ အခြေစိုက်စခန်းတွေတံတားတွေအခြေခံအဆောက်အုံတွေရန်သူလေကြောင်းရန်ကာဝေးရေးစနစ်တွေတန်ကြက်ကာရင်တွေထုတ်လုပ်ရေးဆက်ယုံတွေစတဲ့အရာတွေကိုပါဖြတ်စည်းလိုက်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ